ကျမတို့ဒီ forex trading ကိုပေါ့နော်ဝင်ရောက်လာတဲ့သူတွေအနေနဲ့မိတ်ဆွေအနေနဲ့ကြော်ဖြတ်ရမယ့်အဆင့်၅ဆင့်ရှိပါတယ်ကြော်ခုကြော်ဖြတ်ရမယ့်အဆင့်ပေါ့နော်အဲ့တော့ဒီကြော်ဖြတ်ရမယ့်အဆင့်၅ဆင့်လို့ကျွန်မဝင်မြပေးချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်မကိုယ်တိုင်အဆင့်၅ဆင့်နဲ့ကျွန်မကိုယ့်ကိုယ်ကိုပြန်သုံးသပ်ပြီးတော့မှအားယူပြီးတော့ရှေ့ဆက်ခဲ့ရတာပါအားဖြစ်စေတာပေါ့နော်ဒါကကျွန်မကိုယ်တိုင်ထုံးလုပ်ထားတာမဟုတ်ပါဘူးဒါပေမဲ့လည်း အဲဒီ TikTok ကမိတ်ဆွေတွေအနေနဲ့နားလေသဘောပေါက်လို့ရအောင် ကျွန်မကကျွန်မချုပ်ပြီးတော့ပြန်ပြီးတော့ပြောပြတာပါအဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီ forex trading လမ်းကြောင်းပေါ်မှာရောက်နေလို့ရှိရင်ကိုကိုပြန်ပြီးတော့စမ်းစစ်ကြည့်ပါအားဖြစ်စီကိုကျွန်မယူရပါတယ်เนาะ number 1တစ်ချက်အနေနဲ့ကျွန်မတို့ဒီ forex trading ဆိုတာကိုကျွန်မတို့ဘာမှမသိတဲ့အဆင့်ကျွန်မတို့ကြောက်ဖြစ်ရမယ်တချို့ဆိုရင်ကြားတော့မကြားဘူးเนาะဒီအဆင့် number 2ကြားတော့ဘာလဲဆိုတော့ကျွန်မတို့ forex trading ကိုကျွန်မတို့သိလာပြီး ။နော်ကျွန်တော်တို့ဒီ social media platform တွေဖြစ်တဲ့ Facebook ပဲဖြစ်ဖြစ် YouTube ပဲဖြစ်ဖြစ်ကျွန်တော်တို့ TikTok မှာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေ့လာပြီ။နော်ဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့တီးခေါင်သေးလာကြည့်မိတဲ့အဆင့်။နံပါတ်3တဆင့်။နံပါတ်3တဆင့်ကြတော့ကျွန်တော်တို့ဘာလဲဆိုတော့စပြီးတော့လေ့လာနေပြီ။ နော်အရှိကအစင်တွေထပ်ပို့ပြီးတော့တိပြီးတော့လေးလာနေတဲ့အစင်မှာဒီအစင်မှာလည်းကျမတို့ကဝါသနာပါလာမပါလာကိုကျမတို့စုံဖြတ်လို့ရတယ်နောက်တစ်ခုအနေနဲ့ပေါ့နော်ဒါကျမထပ်ဆောင်ပြီးပြောချင်တာကဒီ forex trading ကကျမတို့ဝါသနာပါပြီးတဲ့နောက်နောက်တစ်ခုအနေနဲ့ပေါင်းထည့်ရမှာကဇွဲရှိရမှာပေါ့နော်အဲ့တော့နံပါတ်3တစ်စင်မှာကျမတို့ဒီကောက်ကိုတစ်ထဲဝင်ကျမတို့လေးလာနေပြီး เนาะအဲ့ဒီအဆင့်ကိုကျွန်မတို့သွားမယ်ဒါပေမဲ့ကျွန်မတို့မှာ ကျွန်မတို့ ਨੇ ကိုက်ညီတဲ့အရာဝယ်လုပ်လို့ရတဲ့ system တခုတော့မရှိသေးဘူးเนาะနံပါတ်၄တဆင့်နံပါတ်၄ကျတော့ဘာလဲဆိုကျွန်မတို့မှာအရာဝယ်လုပ်လို့ရတဲ့ system တခုရှိပြီเนาะ system တခုရှိပြီဒါပေမဲ့နံပါတ်၃အဆင့်ကိုပေါ့เนาะကျွန်မတို့ခက်ခဲဆိုတော့ကြော်ဖြတ်ရမယ်เนาะကျွန်မတို့ system ရှာရတာလीမလွယ်ဘူး နော် substantial ကလည်းအရန်ကိုမှမလွယ်ပါဘူးတချို့ဆိုရင်နံပါတ်3အဆင့်မှဒင်ကိုကျွန်တော်ပြန်လှည့်သွားနိုင်တာပေါ့နော်ဟာတော့ပါပြီဒါကြီးကတော့ဟိုအဆင့်မပြေပါဘူးဆိုပြီးတော့ချိန်ချိန်အခါကလက်လျှော့ဖို့ရစဉ်းစားတဲ့အဆင့်ကနံပါတ်3ပါဘာလို့လဲဆိုတော့ကျွန်တော်က forex trading ကိုပေါ့နော်ဒီ YouTube TikTok မှာလေးလာရုံနဲ့မရပါဘူးကျွန်တော်အရန်ဝယ်လုပ်ဖို့အတွက်ကိုင်းညီတဲ့ system တစ်ခုရှာဖို့ရှာရတယ် ။နော်အဲ့ဒီ system ကကျွန်တော်တို့တင်နှန်းကို bug နဲ့တက်လိုက်ရုံနဲ့လည်းမရဘူးပေါ့နော်။အဲ့တော့နံပါတ်၄တစ်စင်းကဘာလဲဆိုတော့ကျွန်တော်တို့မှာ system တစ်ခုရှိသွားပြီ။အရာအဝယ်လုံးလို့ရတဲ့ system တစ်ခုကိုကျွန်တော်တို့ရှာဖွေတွေ့ရှိသွားပြီ။ကျွန်တော်တို့နဲ့လည်း kait တယ်။ဒါပေမဲ့နံပါတ်၄စင်းမှာပဲကျွန်တော်တို့က emotional fire မှာကျမတို့ system တခုရှိတယ်ဆိုပေမဲ့လည်း emotion ကြောင့်ကျမတို့ကရှုံးလိုက်မြင်လိုက်နဲ့တန်တရားလေနေတဲ့အဆင့်เนาะအဲ့တော့အဲ့ဒီအဆင့်မှာလည်းကျမတို့ကလက်လျှော့နိုင်တယ် ငါဘာလို့လဲဆိုဟာငါမှာ system တခုရှိနေပြီဒါပေမဲ့ဘာဖြစ်လဲငါမမျက်နိုင်သေးဘူးအဲအဲ့လိုမျိုးပေါ့နော်အဲ့တော့ကျမကိုယ်တိုင်လည်းဒီအဆင့်တွေနဲ့ကျမကိုယ်ကျမပြန်ပြီးတော့မတုံးတက်တက်ခဲ့ဘူးဆိုရင်ပေါ့နော်ကျမလည်း let short ချင်အကြိမ်ကြိမ်ခါလည်း let short ချင်တယ် เนาะအဲ့တော့နံပါတ်5တစ်ဆင့်อ่ะဘာလဲဆိုတော့ကျမတို့ assistant တစ်ခုလည်းရှိပြီး emotion ကိုလည်းထိန်းလာနိုင်ပြီးကိုယ့်ရဲ့ trade plan အတိုင်းလည်းတွားလာနိုင်ပြီး arrange management အတိုင်းလည်းကျမတို့တွားလာနိုင်ပြီးကျမတို့6လဒါမှမဟုတ်တစ်နှစ်တစ်နှစ်စာမှာကျမတို့ profit table ဖြစ်တယ်ဆိုရင်တောင်မှ तू ကဘာပြောလဲဆိုတော့ကိုယ်သုံးတဲ့ငွေပမာဏကိုကိုယ်ကရှာလိုက်တဲ့အဆင့်ဖြစ်တယ် အဲ့တော့ကျမတို့ဒီ forex trade နေတဲ့ဝင်ရောက်လာတဲ့မိတ်ဆွေတွေအနေနဲ့မဖြစ်မနေကြောဖျားမယ်အဆင့်50ရှိပါတယ်။အဲ့တော့မိတ်ဆွေတို့အနေနဲ့ဘယ်အဆင့်ကိုရောက်ပြီလဲဆိုတာပြန်ပြီးတော့သုံးသပ်ပါ။ပြီးလို့ရှိရင်လက်မလျှော့ပါနဲ့။အရှိမကျမတို့မဝေးတော့မဲ့ပန်းတိုင်းတွေရှိတာပေါ့နော်။3 4 5 အဲတုံးကနေစပြီးတော့ကျွန်တော်တို့လက်လျှော့ခြင်စိတ်တွေအကြိမ်ကြိမ်အခါခါဖြစ်ပါမယ်။အဲတော့ကျွန်တော်တို့လက်လျှော့ခြင်တဲ့အချိန်တိုင်းဒီအဆင့်နဲ့ပြန်သုံးသပ်ပြီးတော့ဟာငါကတော့ဒီအဆင့်မှာရောက်နေပြီ။ဘယ်အဆင့်လေးလူနေတယ်။ဟောငါကတော့အဆင့်လေးဒီရောက်နေပြီ။အဲအဲ့လိုမျိုးလေးကိုကိုသုံးသပ်ပြီးတော့ရှေ့ဆက်ပါ။ကျွန်မကိုယ်တိုင်လည်းဒီအဆင့်လေးကိုသုံးသပ်ပြီးတော့အဲဒါရှေ့ဆက်သွားတာပေါ့နော်။ကျွန်တော်တို့တွေကဒီအဆင့်လေးတွေကိုတည်ထားမယ်ဆိုရင်ဒါပို့ပြီးတော့အားဖြစ်စေပါတယ်။ရှေ့ဆက်တူမဲ့ခွန်အားတွေရနေတာပေါ့နော်။ကျွန်မအခုဝေမျှပေးတာက အဲမိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဟောအဖြစ်စေမယ်လို့ကျွန်မယုံကြည်ပါတယ်